Okay မင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုရတယ်ဟုတ်ပြီကျွန်တော်တို့ဒီခေါက်မှာ function ကြောင်းလေးကိုလက်တွေ့သွားမယ်ကြည့်မယ် function ကြောင်းလေးကိုစပြီးတော့လက်တွေ့သွားတယ်ကျွန်တော်ဘာကိုဆက်ပြောရမလဲဆိုရင်ကျွန်တော်တို့ global variable နဲ့ local variable လို့ကျွန်တော်ဆက်ပြောပြရမယ်ကြည့်မယ်အဲ့လိုကျွန်တော်တခါလဲသင်ရင်လည်း um ဒီ function ရဲ့ဟာကိုလည်း mix ရတယ်ဒါမျိုးဆက်သွားလိုက်မယ်နော် okay ကြည့်မယ် idea လေး idea လေး find တော့ idea လေးကို first ပြီးရင်တော့ file a new file ော့ကျွန်တော်တစ်ခါလေး save လိုက်မယ် save save မှာကျွန်တော် document နဲ့ programming basics တွေကိုသွားမယ် python ရဲ့ခန်းထဲမှာပဲ save မယ် df လို့ပဲပေးလိုက်မယ်ဟုတ်လား df လို့ပေးလိုက်မယ် already ရေးရတယ် yes ဒီ df နဲ့ပဲကျွန်တော် load လုပ်လိုက်မယ်နော်ကြည့်မယ် define နဲ့ကျွန်တော်ဘယ်လိုရေးမှလဲ global variable နဲ့ local variable ကျွန်တော်ရှင်းပြချင်တာဖြစ်တယ်လို့ variable တစ်ခုကြော်ညာလိုက်မယ် gn လို့ ban global global ဘာလို့ပေးလိုက်မလဲ equal to 3လို့ပေးလိုက်ဟုတ်လား semi ကိုလည်းမလို့ဟုတ်နော် okay နောက်တစ်ခုကြာမယ် enter လေးတော့ခေါ်တယ်ဒါ variable တစ်ခုကြော်ညာပြီးရင် def function ကြော်ညာမယ်ကျွန်တော် my vr variable ကိုကျွန်တော်တို့ကခွဲပြရင်လည်းเนาะ function definition ကိုလေဒီ function df keyword တောင်းတယ် function name တောင်းဟောအမလေးဒီနေရာမှာကျွန်တော်ဘာတောင်းလိုက်မလဲဆို main var ဆိုတဲ့ function name လေးတောင်းလိုက် okay မလားကြိုက်တဲ့နေရာတော့ကြိုက်တဲ့ name တော့ရတယ်ပြီးရင်တော့ဒီထဲမှာ statement တော့ပြန်ရည် print print လောက်ဆောင်ကြပဲတောင်းလိုက်မလားဘာကို print ထုတ်မှာလဲကျွန်တော် global var ကိုထုတ်လိုက်စလုံးပေါင်းလုံးမှာမားစီတယ်ဟုတ်လား global ဒီ under ဒီ ီနဲ့ဒီနဲ့ဒီမာဂျင်နဲ့ဒီနဲ့အစိပ်ရွယ်အစိပ်ရဲ့ညီညီလေးတွေဒီဘလော့တွေပဲထဲမှာပဲလဲဆိုရင်ပိုင်သွင်းရဲ့ DEF ဒီမိုင်းဘာဆိုတဲ့ scope ထဲမှာရှိတယ်။အဲဒီထဲမှာကျွန်တော်နောက်ထပ်တစ်ခု local variable ကိုကြောင်းတယ် local sorry 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 keyboard က local ဟုတ်လားဒါ local bar ကိုပြန်ထုတ်တာဒါ global ဘာဖြစ်လို့လဲ scope မတူဘူးကြည့်မယ်ဒါကျွန်တော်တို့ find the file လုံးမှာကြော်ညာထားတယ်ကျွန်တော်တို့ကတော့ global variable ဒီ variable ကိုကျွန်တော်ဘယ်ထဲမှာလဲတုံးလို့ရတော့ဒီ scope ထဲမှာဘာဖြစ်လို့လဲ global bar ပြောနေဒီ find the file လုံးကနေသူ့ကိုကြည့်လို့ရတယ်ဟုတ်မလားဒီ local bar ကိုတော့ကြည့်လို့မရအောင်ဘာဖြစ်လို့လဲ discope ထဲမှာပဲကြည့်လို့အဲကြောင့် discope ထဲမှာပဲထပ်တော့ဟုတ်ပြီနောက်ထပ်တစ်မျိုးရှိတယ် variable သုံးမျိုးကျွန်တော်တခါလဲမိတ်ဆက်ပေးမယ်ဟုတ်လား function definition သင်ရင်ဒီ function ထဲမှာလောက်ဆောင်ချက်တွေကြည့်လိုက်ဟုတ်လား print နဲ့ဒီ global ကိုလမ်းထုတ်တယ်ပြီးရင် local variable ဆိုပြီးတော့ function scope ထဲမှာကြော်ညာတယ်ပြီးရင်ကျွန်တော်တို့ print နဲ့နောက်ထပ်ဒီ local ကိုထပ်ထုတ်ထပ်ထုတ်နောက်ထပ်တစ်ခုရှိအဲ့ဘာလဲဆိုတော့ကျွန်တော်တို့ gnob keyword လေးတစ်ခုထပ်မိတ်ဆက်မယ်နော် global ဆိုတဲ့ keyword လေးကိုထပ်ထုတ်မယ် in and ya in ဒါကြိုက်တဲ့နံပါတ်ပေးအဲ့ကြိုက်တဲ့နံပါတ်ပေး in ဘာဆိုပြီးတော့နော်ပေးလိုက်မယ်9လို့ကြော်ညာထားမယ်အင်းနာဘာနိုင်ဘာမှမလုပ်ဘူးနော်ဘာမှမလုပ်ဘူးနော်ဒါဆိုရင်တို့ function ကြော်ညာတဲ့ကိစ္စပြီးသွားပြီ ဒါဒီ function definition ဒီ function ထဲမှာလောက်ဆောင်ချက်က print နှစ်ခုပဲရှိမယ် statement နှစ်ခုပဲရှိမယ်နော် print statement ပဲနှစ်ခုတော့နှစ်ခုပဲရှိမယ်ပြီးရင်ကျွန်တော်တို့ variable တစ်ခုကြောင်ညာထားတယ် local variable ပဲကြာအဲ့ local variable ပဲ print statement တစ်ခုရဲ့မှာထောက်ထားတယ်ပြီးရင်ကျွန်တော်တို့ global keyword တုံးပဲ inner var ဆိုပြီးတော့ကြောင်ညာထားဒါဒီတော့ function definition ပြီးသွားဒါကျွန်တော်လိုရတဲ့ statement တွေကြိုက်တော့ရေးလို့ရတယ်ဥပမာ calculate area ပဲဗျာနေဘယ်လိုယူမှာလဲဟုတ်လားညာ okay နောက်လည်း another check စကောက်ဟမ် another sorry ်ဒီဒီ index ကုန်သွားတာ ਨੇ ဟုတ်လားဒါဆိုတော့ဘာဖြစ်သွားလဲဒီ definition of function definition group ပြီးသွားပြီဒါစီတော့ဒီဘက်ကနေပြန်ပြန် statement ထပ်စာတော့ဘယ်ကိုပြန်သုံးမလဲဆို main ဘာကိုကျွန်တော်ခေါ်သုံးလဲအပေါ်ဟာဟာဒီကျွန်တော်ဘာလုပ်တာလဲ main ဘာဆိုတဲ့ function ကို define လုပ်တာအောက်ကဟာဒီ main ဘာဆိုတဲ့ function ပါပဲလမ်းပြီးတော့ခေါ်သုံးအဲ့မှာဒီ global inner ဘာမထွက်သေးဘူးဘာဖြစ်လို့လဲဒီ global inner ဘာကြည့်ထားမယ်မထွက်သေးဘူးเนาะကျွန်တော်ကြည့်ထားမယ် okay contrast channel ram ram module oh 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 send up error invalid send sorry 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 ဟုတ်ပြီနော် sorry error တက်တယ်ဘာဖြစ်လို့လဲဒီ global ဆိုပြီးတော့ဒါက methods code sorry function s code ထဲမှာကြော်ညာလာတော့ဟုတ်တယ်ဒီ function ရဲ့ဟာကိုကျွန်တော်တို့က global ဆိုတဲ့ keyword နဲ့တခြားနေရာတွေကနေလဲမြင်စေခြင်းလို့ကျွန်တော်က global လို့တောင်းလိုက်အဲ့လိုတောင်းရင်ဒီကနေတန်းပြီးတော့ value assign လုပ်လို့မြင်အောင်ဒီကနေပဲတက်တက် assign လုပ်အောင် i n n e r n a equal 9ဆိုပြီး value assign လုပ်တာ okay မလားမှတ်ထားမလားကြည့်ထားမယ်ဒီဘက်ကဟာရရဟာဟော intonation တရီထားမယ်ပိုင်းသွင်း intonation တရီထား okay ပြန် run မယ် run module save လိုက်အောင်နော်ရတယ်ဟောတို့လား3နဲ့ဘာနဲ့ထွက်တာ4နဲ့ထွက်တယ်3နဲ့ဘာနဲ့ထွက်တာ4နဲ့ထွက်ဟုတ်တယ်လေကျွန်တော်ဒီမှာကြည့် global variable ဒီ mind bar ဆိုတဲ့ function တွေကနေလမ်းသုံးလိုက်တယ်တတိထွက်တယ်နောက်က local variable ကျရင်အဲ့ local variable ပဲ print function နဲ့ပြန်ထုတ်တာ for ထွက်တယ်အော် global ဆိုတဲ့ keyword သုံးပြီးတော့ inner variable variable ကျော်ညာသူ့မှာခေါ်သုံးထားတာမရှိဒီထဲကနေထပ်ထုတ်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဒီကနေတကူထပ်ထုတ်ချင်တော့ဒီမှာကြည့်မယ် print print အလွတ်နော် variable လမ်းထုတ်မလဲဆို inner er inner var ကဲ inner var prince ကြည့်မယ်ပြန် run မယ် run module โอ้တွေ့လား3 4 9ကဲဒီနားလေးမှာကျွန်တော်တို့ရှင်းပြရလေးပေါ့လာ method function ရဲ့အကြောင်းကိုလည်းပြောပြသားဖြစ်မယ်ကျွန်တော်တို့ variable တွေရဲ့အကြောင်းကိုလည်းပြောပြသားဖြစ်မယ်ကြည့်မယ် variable def ဆိုတဲ့ keyword နဲ့ definition လောက်တယ် mind bar ဆိုပြီးတော့ function sorry function name ပေးလိုက်တယ် ဒီ function name မှာလည်း name ပေးတဲ့နေမှာလည်းတော့ရှေ့မှာပြခဲ့တယ် variable name နဲ့တူတူပဲဟုတ်လားပြီးရင်တော့ present tense ပြီးရင်တော့ full corner ခံတယ်သူရဲ့ function signature အရပြီးရင်နောက်တစ်ခု inheritance ညီညီနဲ့ဒီ def ဆိုတဲ့ function နဲ့မှာလောက်ဆောင်မယ်လောက်ဆောင်ချက်တွေကျွန်တော်တို့ရေးတယ်ဒါကကျွန်တော်ကဒီမှာ variable နှစ်ခုကြောင်ညာထားတယ် local variable ဆိုတဲ့တစ်ခုနဲ့နောက်တစ်ခုကလည်း local variable ပဲနော်ဒါ inner variable မဟုတ်လားဒါနာမည်ကွာကိုပေးထားလို့ဒါတိတောင်လို့ပေးလိုက်တာဒါလည်း local variable ပဲဒီ local variable ကိုအပြင်ကနေမြင်ကြည့်နေတယ်ဆိုရင်ဘာထည့်လိုက်လဲဆို global ဆိုတဲ့ keyword လေးတွေအဲကြောင့်ဒီ print ဆိုတဲ့အလွတ်ကြီးဒီ source file တစ်ဖိုင်လောက်ကနေဒီ deploy ထဲမှာမဟုတ်ဘဲနဲ့ဒီ variable ကိုကျွန်တော်တို့ဘာဖြစ်နေလဲမြင်နိုင်နေလို့ဒါ nine ဆိုပြီးတော့ထွက်လာဟုတ်ကဲ့ဒီ global ကတော့ကြိုက်တယ်လို့ထွက် global လည်းမြင်မယ် global ဆိုတော့နာမည်ကတော့ file တစ်ဖိုင်လောက်နေမြင်ရပါလိမ့်ဒီ local ကိုသွားထုတ်ကြည့်မလား print တော့ inner ဘာမဟုတ်ဘဲနဲ့ local variable ကိုသွားထုတ်မယ် local variable ကိုသွားထုတ်မယ် ram save oh ဟောအဲ့ဒါတည်းဟုတ်လား name lawgiver is not defined as ဟောသူမမြင်ဘူးအဲ့ဒါဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် variable scope လို့ခေါ်ကိုကြော်ညာတဲ့ variable တခုတတိထားမယ် method ထဲမှာတော့များသောဖြင့် global variable ကိုလှမ်းပြီးတော့ assess မလုပ်ဘူးဒါနမူနာအနေနဲ့ဒါ global variable ရာ scope တွေအတွင်းတွေကနေမြင်နိုင်တယ်တခြား scope တွေကနေမြင်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကပြတခြား block of scope ဟုတ်ပြီအခုအပိုင်းပိုင်းလေးနော်ဒါဒါဆိုရင် method ရဲ့အပိုင်းဒါဆိုရင် function အပိုင်းဒါဒါသူ့ရဲ့ပိုင်းနဲ့ ။ဒါသူ့ရဲ့ပိုင်းနဲ့ဒီပိုင်းနဲ့ထရရနေဒီဟာဟာတော့ global ဖြစ်တဲ့အတွက်အကုန်လုံးမြင်တယ်။ကဲဒါဆိုရင်လည်းဒီ inner bar ကလည်းဘယ်သူ့ရဲ့ပိုင်းနဲ့ဖြစ်တော့ mindbar ဆိုတဲ့ function ရဲ့ပိုင်းနဲ့ဖြစ် block ပဲ scope ပဲ။ဒါပေမဲ့ကျွန်တော်ဒီကနေအပြင်ကနေဟောသူ့ရဲ့ level ကိုကြော်ပြီးတော့ဒီ inner bar ဆိုပြီးတော့ခုနကမလုပ်ရဘူး။ခေါ်သုံးလို့ရတယ်။ why global ဆိုတဲ့ keyword လို့ကျွန်တော်သုံးပြီးတော့ကြော်ညာခဲ့လို့အဲဆိုမှတ်ထားပြီ variable နာမှာ၃မျိုးမြင်ရတယ် global variable ပဲ ဖိုင်တဖိုင်တော့နေမြင်ရမယ်ဟာ local variable ပဲသူရဲ့ sign ရ scope တွင်းရနေမြင်ရမယ်မြင်ရမယ်ဆိုတာ sorry access လုပ်အောင်မယ်ပေါ့နော် plan မြင်နိုင်တဲ့ plan ပြီးနိုင်တဲ့ local variable ဟုတ်လား method function တွေအတွင်းမှာကြုံရတဲ့ local variable နောက်တစ်ခုအဲ့ local variable ကိုတခြားနေရာနဲ့သုံးဖို့လိုအပ်တယ်ဆိုရင်ဘာ keyword တော့ global variable ဒါ global keywords ကိုတော့လိုရင်းကကျွန်တော်တို့ variable နှစ်မျိုးရှိတယ်လို့မှတ်ထားပါ global variable နဲ့ local variable လောလောဆယ် ူ့ရဲ့နေရာပေါ်မှာမူတည်ပိုဇီရှင်လိုက် variable ဘယ်လိုမျိုးရှိနှစ်မျိုးရှိ global and local ဒါတခုတို့တိုင်းနော် definition function ကိုကျွန်တော်သင်ပေးနေโอเคရပြီအဲ့ဒါကျွန်တော်တို့ရှင်းဆက်ပြီးတော့ function ကြောင်းလေးဆက်သွားမယ်ဒါ function အခြေခံလေးမှတ်ထားပြီ def function နဲ့ပြီး present this ပြီးရင်အထားတော်လေးโอเค thank you ပြန်